ဟယ်လိုအားလုံးမင်္ဂလာပါဘိုဘမန်ချန်ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညမှာချန်ပီယံစ်လိပွဲစဉ်နေရှင်ပြိုင်ကစားသွားကြပြီးတော့ဘာစီလိုနာနဲ့ PSG တို့ပွဲမှာလည်း PSG က1-2ဆိုတဲ့ရလနဲ့ကျွန်တော်ကအဝေးကွင်းမှာနိုင်နေပေါ့နော်ဆိုတော့ဒီထဲမှာတော့အဲ့ဒီပွဲစဉ်အကြောင်းကိုကျွန်တော်ကပွဲပြီးသုံးသပ်ချက်ကျွန်တော်ပြောကြည့်အောင်ပါဆိုတော့ရှေ့မှာဆိုလို့ရှိရင်ကျွန်တော်ဒီတညနေ့မှာရှင်ပြိုင်ကစားသွားတဲ့ပွဲတွေထဲမှာဆိုလို့ရှိရင် ကာရာဘတ်ကတော့ကျွန်တော်တို့ကကိုပင်နေကင်ကိုအိမ်ခွင်မှာ2ဂိုးပြည့်နဲ့နိုင်တယ်။နယူကာဆယ်ကလည်းအဝေးခွင်မှာ4ဂိုးပြည့်နဲ့နိုင်ပြီးတော့မန်ချက်စတာစီးတီးကတော့မိုနာကိုနဲ့တစ်ဖက်2ဂိုးစီတည်ရည်ကြတယ်။ဒေါ်မွန်ကအိမ်ခွင်မှာ4-1နဲ့ဘီဘာအိုကိုကျွန်တော်နိုင်တယ်။နာပိုလီကရက်စမာဝှိုင်လန်ရဲ့သွင်းကို2ဂိုးနဲ့စပိုတင်းလစ်ဘွန်ကိုအိမ်ခွင်မှာ2ဂိုးတကူနဲ့ကျွန်တော်နိုင်တယ်။ဂျူဗင်တက်စ်နဲ့ဘီလာရီယယ်ကလည်းတစ်ဖက်ကို2ဂိုးစီတည်ကြပြီးတော့အာဆင်နယ်က2-0နဲ့ကျွန်တော်နိုင်တယ်။လီဗာပူးစင်နဲ့ PSV ကလည်း1-1တည်ကြတယ်။ ဘာစီလိုနာကတော့အိမ်ဝင်းမှာလူမဆုံတဲ့ PSG ကို1-2ဆိုတဲ့ရလနဲ့ကျွန်တော်ရှုံးတယ်။ဆိုတော့ဒီပွဲမှာပြောကျင်စရာတွေကျွန်တော်အများကြီးပဲပေါ့နော်။ PSG ဘက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီရတဲ့အခွင့်အရေးနည်းနည်းကိုတို့အသုံးချနိုင်ခဲ့ပြီးတော့တကယ်တမ်းတော့အခွင့်အရေးနည်းနည်းလို့ကျွန်တော် ပြောအောင်ကလေဒုတိယပိုင်းရောက်လေ PSG ကပူကောင်းလေဒုတိယပိုင်းရောက်လေ PSG ကပူကောင်းလေဆိုတဲ့ပုံစံမျိုးကိုကျွန်တော်မြင်ရတာ။ဆိုတော့ဒီပွဲက watch round လို့မလို့ကျွန်တော်တွေးရတာဗျာ။ဒါပေမဲ့လည်းလို့ เนาะမနေ့အစောကြီးကျွန်တော်သွားစရာရှိတာနဲ့ကျွန်တော်ဘာမှကျွန်တော်မလုပ်ဖြစ်တော့ဆိုတော့ sorry ပါဆိုတော့ဒီမှာ PSG အနေနဲ့အဝေးကွင်းကိုလာကစားရတဲ့အချိန်ဒီမျိုးမှာသူတို့အတွက်လူစုံတက်စုံမဟုတ်ခဲ့တဲ့အခါကျတော့တော်တော်လေးကိုတိုင်ပတ်တယ်ဒါပေမဲ့လို့ပေါ့နော်သူတို့ကစားသွားတဲ့ပုံစံကတော်တော်ကောင်းတဲ့ performance ကိုကျွန်တော်ပြသွားတာသူတို့ပြင်ဒုတိယပိုင်းမှာဆိုလို့ချင်းသူတို့အများကြီးတောင်ပိုကောင်းတယ်ဒီဘက်မှာ Usman Dembélé မပါဘူး Kvara မပါဘူးပြီးရင် Duwe တို့ကစားမှကျွန်တော်မပါဘူးဒါအပြင်ကျွန်တော် captain ဖြစ်တဲ့ Marquinhos လည်းကျွန်တော်မပါဘူး เนาะပြီးလို့ရင်ကွင်းလင်ကဂျူအောင်နီးဘက်စ်လေးကျွန်တော်မပါဘူးဒါ၄ကိုကျွန်တော်ကြည့်မယ်ဆိုရင် PSG မှာသူတို့ရဲ့အကောင်းဆုံးကစားမားတွေပါဆိုတဲ့ကစားမားတွေကိုသူတို့ဆုံးရှုံးထားရတာဒါကိုပဲကျွန်တော်အဝေးဝင်းမှာသူတို့ဒုက္ခရောက်နိုင်မယ်လို့ကျွန်တော်ထင်ထားတာအထူးသဖြင့်ဘာစီလိုနာရဲ့ဘက်ကလည်း Ferran Torres sorry ဗါလေ Rafinha မပါနိုင်တာလောက်ကကျွန်တော်လွဲလို့ရှိရင်သူတို့ချေချာကြီးသူတို့အသင်းမှာလက်လွတ်ထားတဲ့ကစားမားဆိုတာအများကြီးမရှိဘူးဒါကြောင့်ဘာလို့ဘာစီကလည်းတကယ်ကောင်းနေတဲ့နေရာမှာကျွန်တော်ပါတယ်သို့တော်လည်းပဲဘာစီလိုနာနေနဲ့အိမ်ဝင်းမှာကျွန်တော်ရှုံသွားတယ် တော့ဘာစီကတော့ဒီပွဲမှာဥဆောင်ကိုကျွန်တော်အရင်စရတယ်ဖာရန်တော်ရက်စ်ကျွန်တော်က16မိနစ်မှာတွင်းခဲ့တဲ့ဂိုးနဲ့ဒါကတော့ဟိုဘယ်လိုပြောမလဲဒီဘီတင်ညာပေါ်လုံးပြတ်သွားတာကနေဒီစင်ပေါ့နော်မာကတ်စထရက်ချ်ဖို့ဒီပေါ်လုံးရောက်လာပြီးတော့ကျွန်တော်ရက်ချ်ကကျွန်တော်ချက်ချင်းပေးလိုက်တဲ့အလုံကိုဒီဖာရန်တော်ရက်စ်ကကျွန်တော်ကအမှားပြမရှိကျွန်တော်တွင်းသွားတာတော်တော်လေးကောင်းပါတယ်ဒါပေမဲ့လို့ဘာစီဟာဟိုဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်ဒီဒန်နီအော်လမိုလာကျွန်တော်ဆက်ပြီးတော့အခွင့်အရေးတွေကျွန်တော်ရတယ် နော်ဟိုဘယ်လိုရတကယ်တကယ်လုံးဝဂိုသမားမရှိဂိုသမားကလုံးဝ position ပြတ်နေတဲ့တကိုကန်သွင်းခွင့်ရတယ်ဟာကီမီတို့ဘာလို့လုံးဝဒီဂိုးပေါက်တက်တဲ့ကနေပြီးတော့ကျွန်တော်သာ block ရင်းနဲ့ဂိုးတွေဘာတွေကျွန်တော်မရခဲ့တာဘာစီနေနဲ့အဲ့လိုမျိုးအလုပ်နေကျွန်တော်ရှိခဲ့တယ်ဒါဆိုတော့လည်းဘာစီဟာဒီနေ့ပွဲတင်ကစားတဲ့နေရာမှာထိရောက်မှုတအားအားနေတယ်ထိရောက်မှုတော်တော်လေးကိုအားနေတဲ့နေရာမှာကျွန်တော်ပါတယ်ဆိုတော့ဟိုတပွဲလုံးနေထားနေကျွန်တော်ကြည့်နေတယ်ဘာစီနေနဲ့ ူပေါက်ကန်တူမှု၁၂ကြိမ်နေပါတယ်ရှိခဲ့တယ်ဆိုရင်၃ကြိမ်လောက်ပဲကူပေါက်တည်တယ်။တစ်ကြိမ်ကျွန်တော်တို့ရတယ်ပေါ့ဗျာ။ဒီနေရာမှာဟိုဟိုပြောရမယ်လူငယ်စားမဖြစ်တဲ့ရာမဲတို့ပါတော့တော့ပြန်ပြီးတော့ကျွန်တော်တို့ကပါခွင့်ရတယ်။တကယ်လည်းပဲသူစီကနေပြီးတော့ကျွန်တော်မျှော်လင့်နေလို့ performance မျိုးကျွန်တော်တွေ့ရတယ်ဒါပေမဲ့ go through ပိုင်းမှာတော့အဲ့လောက်ကြီးတိကျွန်တော်မရှိဘူး။တော့ PSG နောက်တန်းကိုဒုက္ခပေးဖို့ကြိုးပမ်းနေတယ်လောက်ပဲ။ဒီထက်ပိုပြီးတော့ကောင်းတဲ့ performance တွေ go through တွေကဒီပွဲမှာထူးထူးခြားခြားဆိုလို့ကျွန်တော်ဘယ်တော့ဒီရာမဲစီကကျွန်တော်မတွေ့ရဘူး။ မတွေ့ရဘူးပေါ့နော်ဒါပေမဲ့ PSG ရဲ့ဘက်ကဒီပွဲမှာဒုတိယပိုင်းမှာတော်တော်ကောင်းတာပိုကောင်းတာတကူကသူတို့ကအဲ့သိပ်ပြီးတော့အခြေအနေမကောင်းပါဘူးလीဆိုတော့ပထမပိုင်းမှာတော့မှသူတို့ချီပါကိုပြင်ရတာပဲဒီနေရာမှာဟိုနူနိုမန်ဒက်စ်ကတော်တော်လေးကိုကျွန်တော်ကောင်းနေတယ်မှာပါတယ် ပွဲစစခြင်း10မိနစ်နဲ့ကျွန်တော်17စက္ကန့်ဝန်းကျင်လောက်မှာရမဲကဗာလဲဒီနူနူမန်ဒက်စ်2ပါတို့ကိုကြည့်မလားအမှန်ကန်ဒီကြော်သွားတဲ့ခါကျတော့မီဒီယာတွေမှာအမှန်ကန်ရေးကြသားကြတာပေါ့လေနော်ဆိုတော့နူနူမန်ဒက်စ်ကတကယ်တကယ်ဝေါ်ကလစ်ကစားမားတွေကိုရအောင်ထိန်းနိုင်ခဲ့ပြီမြင်ရမဲနဲ့တွေ့လို့ရှိရင်တော့ကြည့်တယ်မလားဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ပြောနေတော့မှာပဲကျွန်တော်နေနေနူနူမန်ဒက်စ်ကတောက်လျှောက်ဆိုသလိုကောင်းတဲ့ performance ကြီးကျွန်တော်ပြတာနော်ပထမဆုံးဆိုလို့ရှိရင်လည်းအဲ့ဒီတည်းမဲ့သူဆွဲသွားတယ် ဖရန်ကီဒီကြောင့်လုံးဝကိုကျွန်တော်အနေနဲ့ပေါ်တော့ဒီဖောင်းလိုက်ရပြီးတော့ဒါမဖြစ်မနေသူ့အနေကိုတားလိုက်ရတာဒုတိယလုံးမှာဆိုလို့ချင်းတော့လုံးဝမရတော့ဘူးနော်သူ့ရဲ့ full back position ကနေပြီးတော့ဒူ down shot drive လုပ်သွားတာနော်ဘာဂျီကစားမှာ3 4 5ယောက်လောက်ကိုကြော်ပြီးတော့ drive လုပ်သွားရင်းနဲ့မိုင်ယိုလူစီကိုကျွန်တော်ပေးတယ်ကောင်းလေးကလည်းတကယ်ကိုကောင်းတဲ့ performance ပြပြီးတော့တကယ်တကယ်အမှားယွင်းမရှိ goal သွင်းသွားတယ်အဲ့ဒီလုံးကမန်ဒက်စ်ကတော်တော်ကိုကောင်းနေတယ်မှာကျွန်တော်ပါတယ် เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒါမင်း90မှာဆိုလို့ရှိရင်ဂွန်ဆာလိုရာမိုးစ်ရဲ့ဂိုးကိုလေဒီဟာကီမီကဖန်တီးပေးခဲ့တာဗောလေဘာစီလိုနာရဲ့ high defensive line ကိုကျွန်တော်တို့ဒီဟာကီမီကအမှန်ကန်ကောင်းကောင်းမွန်မွန်သူပေးပြီးတော့ရာမိုးစ်ကလည်းလူဂျွန်ထောင်ချောင်းအနီထားကိုနေထားတာเนาะနေထားရင်းနဲ့ကျွန်တော်နေတယ်ဗောနော်ချက်ချင်းဆိုသလိုဒီဟာဗာလေဒီဟာကီမီစီကလာတဲ့ဘောလုံးကိုအမှားယွင်းမရှိသူ့အနေနဲ့ နော်ဒီလုံက on site ပုံစံမျိုးနေပြီးတော့ twin သွားတာတော်တော်ကောင်းပါတယ်တော်တော်ကောင်းပါတယ်ဆိုတော့ဒုတိယပိုင်းမှာ PSG ရဲ့ဘက်ကတော်တော်ကောင်းတာ PSG ကဒီပွဲမှာဆိုလို့ရှိရင်တောင်မမာဆိုလို့ရှိရင်လည်းပဲကျတို့ဘာနော်ဗျာအမ်ဘယီတို့နော်တိုက်စစ်ကလည်းမယူလူတို့လိုမျိုးလူငယ်ကစားမလေးတွေနဲ့တိုက်စစ်တစုံကိုပွဲထွက်လာတာနော် senior player ဆိုလို့ကျွန်တော်ကဘာဂူလာလောက်ပဲကျွန်တော်ရှိတယ်နော်ဘာဂူလာနေနဲ့လည်းဒီနေ့ပွဲစဉ်မှာထင်တဲ့လောက်ဘာမှမလုပ်ပြနိုင်ဘူးနော်ဟိုမြန်တဲ့အခါကျတော့ဘောလုံးရှိထုတ်ပြီးတော့ပြေးနေတာမျိုးပဲကျွန်တော်ရှိတယ် အားမှန်ထူးထူးခြားခြားကျွန်တော်မလုပ်နိုင်ဘူးတော်တော်တိုင်ပက်တယ်ဝင်လာမှာတော့ဗောနော် Emery Vitinha နဲ့ Fabian Ruiz ကနော်ဟို၃ယောက်ပေါ့လေ Fabian Ruiz ကလည်းဒီပွဲမှာပါနိုင်တယ် Vitinha နေနဲ့လည်းသူ့ကိုဘောလုံးပြတ်တဲ့နေရာကနေဂိုးပေးရတယ်ဆိုပေမဲ့လည်းမဆိုးဘူးဆိုတော့နောက်တန်းကတော့ကျွန်တော်အနေနဲ့ Mawkin Host တို့ Captain မပါလဲ Zabanyi တို့ပါတော့တော်လေးကိုအဆင်ပြေအောင်ကစားသွားတယ်ဒါကြောင့်တပွဲလုံးခြုံကြည့်မယ်ဆိုရင်တော့ဧည့်သည်ဖြစ်တဲ့ PSG ကအများကြီးပိုကောင်းနေတယ်မှာပါတယ်သူဒီမင်းဒုတိယပိုင်းမှာအများကြီးပိုကောင်းနေ PSG ရဲ့ pressing တွေကိုကျွန်တော်သာဘာစီမခံနိုင်တော့ဘူး ။နောက်ဒါအပြင် PSG နေနဲ့ဘာစီလိုနာရဲ့ကျွန်တော်ဒီ high defensive line တွေကိုသူတို့အနေနဲ့ဝင်းကစားမားတွေကိုကျွန်တော်ချဲထွက်ရင်းနဲ့သူတို့တွေကချိုးဖြတ်ဖို့ကျွန်တော်ကြိုးပမ်းတာအလုပ်ဖြစ်ခဲ့တာတွေကျွန်တော်အများကြီးအများကြီးကျွန်တော်ရှိတယ်။ PSG ကဒီနေ့ပွဲဒီမှာ goal box ကန်တုံ15ကြိမ်တိကျွန်တော်ရှိတယ်။အဲ့ဒီတက်က9ကြိမ် goal box တက်ပြီးတော့2 goal ကျွန်တော်ရတယ်။ဆိုတော့ဒါကြောင့်ပဲနော်ဘာစီလိုနာတွေ့တော့တော်တော်လေးတိုင်ပတ်တယ်။အဲဒီပြီးခဲ့တဲ့ပွဲစဉ်တက်မှာနျူကာဆယ်ကွင်းမှာအမှန်ကန်သွားကစားရင်အနိုင်ယူရင်းနဲ့လက်ရှိ PSG ကိုတော့သူတို့တွေကအိမ်ကွင်းမှာရှုံးနိမ်သွားတယ်ဆိုတော့ ခြေအနေမကောင်းဘူးပေါ့လေ PSG ကတော့လူမဆုံတာတောင်မှအဝေးဝန်းမှာတကယ်ကောင်းတဲ့ performance ပြပြီးတော့ Luis Enrique ရဲ့ထပ်ပြီးတော့အနိုင်ယူခဲ့ပြန်ပြီကျွန်တော်ညီတို့အနေနဲ့ရောဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်